။နာမော်နီတိုက်စ်လုံနေတဲ့သူတွေကိုယ့်ရဲ့ဝင်ဝင်ရနေတဲ့အကောင့်တွေဖိရှေဝင်ဝင်ပိတ်ဆို့ခံရဖြစ်တယ်။ဆိုတော့ကျွန်တော်အကောင့်တွေဖိရှေဝင်ဝင်ပိတ်ဆို့မခံရအောင်လုံဆောင်ကြရတစ်ချက်ပဲရှိပါတယ်။အဲ့ဒါကတော့ Facebook ဆိုလဲ Facebook TikTok ဆိုလဲ TikTok YouTube ဆိုလဲ YouTube စတဲ့သက်ဆိုင် platform တွေက policy ကိုလိုက်လာပြန်မှာဖြစ်ပါတယ်။ပထမဆုံး Google က connecting မယ်ဆိုလို့ရှိရင်ကိုယ်ပိုင် connect ဖြစ်ဖို့အရေးကြီးပါတယ်။ဒါနံပါတ်1အရေးကြီးဆုံးအကြောင်းအရာဖြစ်ပါတယ်။ Google ကိုယ့်ရဲ့ကိုယ်ပိုင် connect မဟုတ်ဘဲနဲ့သူများရဲ့ connect တွေကိုဘူးတက်ရန်ပြီးရောယူသုံးတာမျိုးကရေရှည်မခံပါဘူး။နောက်ထပ်မရပါဘူး။ Google Facebook monitor monetize TikTok monetize YouTube monetize ဆိုတာ percent ရှာမယ်ဆိုရှင်ကိုဝိုင်ကိုနဲ့ဖြစ်ဖို့အရေးကြီးဆုံးဖြစ်ပါတယ်ဒုတိယတစ်ခုက monetize policy တွေအပြင်တက်ဆိုင်ရာမူလ primary policy community guideline တွေလိုက်လာဖို့အရေးကြီးပါတယ် Facebook ကိုနဲ့ monetize မှာဆိုလို့ရှင်မူလ policy တွေဖြစ်တဲ့ percent ရှာတာပဲဖြစ်ဖြစ်မရှာတာပဲဖြစ်ဖြစ်လိုက်လာမယ့် policy ရှိပါဒါကတော့ security activity violation code remove in the behavior ဆိုတဲ့ policy တွေပဲဖြစ်ပါဒါတွေကိုလိုက်လာပြီးမှရမှာဖြစ်ပါ နောက်ဆုံးတစ်ချက်ကတော့ span လောက်တာရှောင်းပါကိုကဒီပိတ်တွေလုတ်ပြီးတော့ view တက်ပြီးတော့ရှက်လောက်တာတွေကရရှိမှာ algorithm ကဒီထားမိသွားနိုင်ပြီးတော့ကိုရဲ့တက်ဆိုင်ရာ content တွေက reach အရန်ကျသွားတာဖြစ်နိုင်ပါတယ်အခက်မသိရင်တက်ဆိုင်ရာ account တွေဖြစ်စီပါဖြစ်တတ်ပါသေးတယ် လက်ဆောင်လေးတို့ထပ်ပြီးကြောက်ပြပေးပါမယ်။နောက်ဆုံးနောက်ဆုံးတစ်ချက်ကတော့ copyright ကိုသတိထားပြီးအောင်ဖြစ်ပါတယ်။တို့ရဲ့ trademark brand တွေ copyright သွားပြီးညှိမယ်ဆိုလို့ရှိရင် intellectual property ပဲဖြစ်ဖြစ် trademark copyright ပဲဖြစ်ဖြစ်ဒါမျိုးအသိဉာဏ်ရချုပ်ပေါင်းမှုစားတဲ့ policy တွေညှိသွားမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ account တွေ page တွေဝင်ဝင် Facebook ခံမှာဖြစ်ပါတယ်။ကျေးဇူးပါဒါမျိုး online ကိုရှာနေတဲ့ Facebook, TikTok, YouTube monetize တွေ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေစားတဲ့ညှိပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမြင်ပြတိကျဆက်မှာဖြစ်တဲ့အတွက်တို့ရဲ့ account တွေ page တွေကို follow လုပ်သွားလို့ရပါတယ်။နောက် video လေးမှာပြန်တွေ့ပါမယ်ခင်ဗျာ။